ရှိဘုံတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာကုံအာယုပြုကတိကျဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုယူဆပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပဂေါတိဟိပိယပမေယံကာလံကရုဏောတိတုကရာတိ ခေရံကတောလောကဟိတာယနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီပါလိုလာတောင်းတကုံပေါင်းခါသဖြင့်နာထအမြညာခြင်းရှင်တော်မြတ်ဖရာသည် ကပ္ပကောတိဟိပိဂရေကဘာအေအတွက်သင်္ချာတို့ဖြင့်တော်လဲအပ္ပမေယရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကွာရှိကြသောကာလပတ်လုံးလောကဤတယတတလောကဤအကျိုးစီးပွားအလုံးငါအတိတကရဏိဥစ္စာတဲ့ချင်းလက်အင်္ဂါ မေတ္တာကြီးမှသမိသာနှင့်တထာဇနီဆွန်ချင်းကြီးဟုကျက်သီထဝေ90အစုအလုံးခဲ့ရင်တော့မှုရုံကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကျုပ်ကိုအားထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချင်းမျက်လုံးအသက်ဆုံးလည်းနှလုံးစိန်ဝံကိုရောဤပမင်းင်းတို့ကတောဘဝတဏ္ဍာချိန်ဖန်များစွာရောက်တော်မူကြရရှာလိမ့်မည် မဟာကရုဏီကတ္တတ္တဝအမြာယေဝေသာကေတုတနာချိခေမဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းအမြာစွာတ္တဝဤချမ်းသာစီပါလိုလာတောင်းတကုံပေါင်းခါသဖြင့်နာထမြညာထုရှင်တော်မြတ်ဖရာအာနမောယုတိပြောင်းပြောမှန်ကိုလျော်၍ ကရောယောကျုရှိခိုးခြင်းသည်အထုဘဝတုစဉ်စစ်မသွေဖြစ်ပါစေတည်း